မက်ဆီသာပါအနေနဲ့ဆိုရင်ဒီထက်မကဂိုးပြတ်လောက်တယ်လို့ပြောလာတဲ့အေဘရက်မနေ့မနေ့ဆော့ဘိုင်းကအာဂျင်တီးနားတင်းနဲ့ဘရာဇီးတင်းတို့ရဲ့2026ကမ္ဘာဖလားပြိုင်ပွဲတောင်အမေရိကဆုံခြေစစ်ပွဲမှာအင်ရှာအာဂျင်တီးနားက၄ဂိုးတကိုးနဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးဒီဘက်မှာလီယိုနယ်မက်ဆီသာပါနိုင်ခဲ့မယ်ဆိုရင်ဒီထက်တော့ကိုပြတ်နိုင်နိုင်မယ်လို့ဂျူလီယန်အေဘရက်ကပြောဆိုသွားခဲ့ပါတယ်။ဒီဘက်မှာအာဂျင်တီးနားကအေဘရက်အန်ဆိုဖာနန်ဒက်မက်အဲလစ်စတာတို့ရဲ့ twin goal တွေနဲ့ပထမပိုင်းမှာအိုးဆောင်နေခဲ့ပြီးနောက်ခံလူရိုမဲရီရဲ့ပေါ်ဆမှုကြောင့်သာချီပါကိုတကိုပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့လူစားဝင်လာတဲ့ဂျူလီယာနိုဆွန်မြိုနီကပါပွဲသိမ်းနိုင်ကိုကို twin ယူခဲ့ရင် လီယိုရီကိုနဲ့နိုင်ပွဲရသွားခဲ့ပါတယ်ဒီဘက်မှာအာဂျင်တီးနားအသင်းဘက်ကအသင်းကောင်းဆောင်ဂိုကြီးမက်ဆီနဲ့တိုက်စစ်ကစားသမားလော်တာရိုမာတီနက်တို့ဒဏ်ရာပြဿနာတွေကြောင့်မပါဝင်နိုင်ခဲ့ပေမဲ့ခါတိပြိုင်မဲ့ဘရာဇီးလိုမျိုးအသင်းကိုခြေပန်းတာဂိုဝက်တာနဲ့အနိုင်ရခဲ့တဲ့ပြင်ဥရုဂွေးနဲ့ဘိုလီးဗီးယားတို့ရဲ့ပွဲရလက်ကြောင့်လည်းအာဂျင်တီးနားတို့ကမ္ဘာဖလားခြေစစ်ပွဲမှာအောင်မြင်သွားခဲ့ပါတယ်ဒီပွဲအတွင်းအာဂျင်တီးနားတိုက်စစ်မှာခြေစွမ်းပြကစားသွားတဲ့ဂျူလီယန်အေဗာရက်ကယူရိုမက်ဆီတာကွင်းထဲမှာရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့နှစ်ကို၃ကိုလောက်ထိထပ်သွင်းနိုင်ခဲ့မှာပါလို့ပြောဆိုခဲ့တယ်လို့ဒီပွဲမှာနိုင်ငံဘရာဇီးကျပင်ရာဖင်ညာဟာလည်း အာဂျင်တီးနားတင်းကိုဖတ်တင်းဆိုပြီးကျန်တဲ့တန်ပြောဆိုထားတာကိုလည်းတုံ့ပြန်ခဲ့ပါတယ်ကျွန်တော်ကတော့နှိမ့်ချမှုရဲ့စ조사အားထုတ်မှုနဲ့ဆိုရင်လုံလောက်တယ်လို့ထင်တယ်ကျွန်တော်တို့ပွဲကောင်းကစားခဲ့ပြီးသူတို့ကိုတင်ရစာတစ်ခုပေးခဲ့တယ်လို့အေဗာရောကပြောဆိုသွားခဲ့ပါတယ်အခုဆိုရင်တော့အေဗာရဲ့အာဂျင်တီးနားတင်းဟာသူတို့ရဲ့ကမ္ဘာချန်ပီယံပွဲကိုကာကွယ်ဖို့အတွက်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမှားတရားပြတ်ပြီး